ပြသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတော်အဖြစ်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး30အပိုင်းငယ်30တခိုးသည်ခိုးခြင်းတတ်ခြင်းဖြက်စီးခြင်းငါသာလာတတ်၏ငါမူကားသူတို့သည်အသက်လွတ်ယုံမြမက အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းငါလာတည်း ကျွန်တော်ဒီနှုတ်ကပတ်တော်မှာတော့သခိုးဆိုတာကဘု து ရည်ညွန်းလဲဆိုရင်တော့စာရမဏတ်ကိုရည်ညွန်းပါတယ်စာရမဏတ်ကခိုးဖို့သတ်ဖို့ဖျက်ဆီးဖို့ပဲ သူကကြံစီလှုပ်ဆောင်ပါတယ်ဘုရားသခင်ကတီဆောက်တော်သူဖြစ်တယ်ကပ္ပာကြီးကိုဖန်ဆင်းတဲ့သူဖြစ်တယ်လူသားတွေကို ကောင်းမွန်တဲ့အသက်တာနဲ့ထာဝရအသက်နဲ့ထာဝရကာလအထိ အသက်ရှင်ဖို့ဘုရားကရည်ရွယ်ပြီးတော့ကပ္ပာကြီးကိုလှပစွာဖန်ဆင်းတီဆောက်တော်ညာလဲ စာတန်ကအဲ့ဒီအရာတွေအားလုံးကိုဖျက်ဆီးပစ်လိုက်တယ်။စာတန်ကလူရဲ့အထဲထဲမှာဖျားသခင်ရဲ့စကားကိုနားမထောင်ဖို့ဖျားသခင်ကို ပုံကံဖို့ဖျားသခင်ကဲ့သို့ အသက်ရှင်ဖို့ဖျားသခင်နေရာကို ဝင်ယူခြင်းနဲ့စိတ်သဘောဖြစ်အောင်စာတန်ကလှုပ်ပေးလိုက်တယ်။အေဒင်ဦးရဲ့နေမှာကောင်းမကောင်းတီကျွမ်းရအပင်အသီးကိုဖျားကမစားနဲ့လို့ပြောတဲ့အခါမှာစာတန်ကစားပါစားရင်မသေးဘူးဖျားကသေးမယ်လို့ပြောတယ်သူကမသေးဘူးလို့ပြောတယ် စားတဲ့ခါမှာမသေးတဲ့ပြင်တဲ့ဖျားကဲ့သို့တောင်ဖြစ်အောင်မယ်လူကိုဖျားကိုအမိပြုတ်ပြီးတော့အသက်ရှင်ရမယ်အစားဖျားမလို့ပါဘူးကိုကဖျားတောင်ဖြစ်သွားအောင်မယ်ဒီအသီးကိုစားပါဆိုပြီးတော့စားတဲ့ကနှောက်ရက်ပါလေပျက်စီးရပျက်စီးကြောင်ကြံ့စီတယ်အင်မတန်မှဖျားသခင်ဖန်ဆင်းထားတဲ့လှပတဲ့ချစ်ချင်းမြတ်တာနဲ့ပြည့်ဝတဲ့လူသားနဲ့ဖျားရဲ့မိသားရဖွဲ့မှုကစာရန်ရဲ့နှောက်ရမှုကြောင့်အပြစ်ဆိုတဲ့အရာဝင်လာပြီးတော့ပျက်စီးသွားတယ် ။ဒါကြောင့်မူစာတန်ရဲ့နာမည်အတိတ်ပဲကဖရာသခင်ကိုစန့်ကျင်တော်သူဖြစ်ပါတယ်။မာနက်ဆိုတဲ့အတိတ်ပဲကတော့ destroyer ဖျက်ဆီးတော်သူဖြစ်တယ်။စာရမနက်ကအမြဲတမ်းခိုးဖို့တတ်ဖို့ဖျက်ဆီးဖို့ပဲကြံစီနေတဲ့သူဖြစ်ပါတယ်။ဖရာသခင်ရဲ့ဖန်ဆင်းခြင်းလက်ရတော်တွေကိုဖျက်ဆီးဖို့သူကကြံစီတော်သူဖြစ်တယ်။အဲ့ဒီထဲမှာမှဖရာသခင်ပုံတရံနဲ့အညီဖန်ဆင်းတဲ့လူကိုဖျက်ဆီးဖို့အတွက်သူကအတိတ်ကပြတ်မှတ်ဖြစ်ပါတယ်။ လူကိုဖျားသခင်ကထာဝရကာလအသက်ရှင်ဖို့ဖန်ဆင်းထားတော်냐လေလူရဲ့အသက်တာထဲမှာအပြစ်ဆိုတဲ့အရာဝင်ရောက်လာပြီးတော့အပြစ်တရားကြီးအခါသေခြင်းပြီးတဲ့အခါမှာအပေငရဲမှာပြည့်စည်ဖို့စာတန်ကကြံစီပြီးတော့လှုပ်ဆောင်ပါတယ်။သို့ရတွင်ဖျားသခင်ကလူကိုချစ်တဲ့အခါမှာသူကိုယ်တိုင်လောကကိုဆင်းလာပြီးတော့လူသားအားလုံးရဲ့အပြစ်တွေလဝါကတိုင်မှာကိုးစားအသိခံပေးတယ်။လူသားတွေမလွတ်မြောက်နိုင်တဲ့သေခြင်းတရားကိုအောင်မြင်ခဲ့ပြီးတော့ လူသားတွေအတွက်အဲ့ဒီအောင်မြင်ခြင်းကို သူကပေးရခဲ့တယ်။ယုံကြည်သောသူမြည်သူမဆို အပြစ်ကနေလွတ်ပြီးတော့အပင်ငယ်မသွားရတော့ဘူး။သခင်ရှုခွတ်တော်ဖခင်ကလှုပ်ဆောင်ပေးပါတယ်။ပြန်လဲပြီးတော့တိဆောက်ပါတယ်။ပြန်လဲပြီးတော့ဆုံရှုံသွားတဲ့အရာတွေအားလုံးကို ပြန်ပေးပါတယ်။အေရင်ဥယျာဉ်မှာဆုံရှုံသွားတဲ့အရာတွေအားလုံးကိုသခင်ရှုကကေတရှိမန်ဥယျာဉ်မှာနားထောင်အောင်ပြီးတော့အလိုတော်ကိုဝန်ခံပြီးတော့လူသားတွေအားလုံးအတွက်အသိခံခြင်းအပြင်အဲ့ဒီဆုံရှုံသွားတဲ့အရာတွေအားလုံးကို ပြန်ပေးပါတယ်။ တို့ရတွင် စာတန်ကကျွန်တော်အသက်တာကိုဖရာသခင်အသက်ပြည့်စင်တော်ညာလဲကျွန်တော်တို့စီကနေပြီးတော့သူခိုးဖို့ကြံစီတယ်ဘာလို့ခိုးမလဲကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းတွေခိုးမယ်ငြိမ်သက်ခြင်းတွေကိုခိုးယူပလိုက်မယ်ကျွန်တော်တို့ဘဝသက်တာထဲမှာရှုပ်ရှက်ခတ်ပြီးတော့ဘဝကြီးကအနာဂတ်ကိုဘယ်လိုရှောက်လန်းလို့ရှောက်လန်းရမှာမသိအောင်စိတ်တကြစိတ်ပြတ်ပြီးတော့နေ့ရက်တိုင်းကိုညှိတွားခြင်းနဲ့ဖြတ်သန်းဖို့စာတန်ကကြံစီလှုပ်ဆောင်တော်သူဖြစ်ပါတယ်ဒါကြောင့်မို့သင်ရဲ့ဝမ်းမြောက်ခြင်းကိုအခိုးမခံနဲ့သင်ရဲ့ငြိမ်သက်ခြင်းတွေကိုအခိုးမခံနဲ့ စာနိုင်ကကြာရှုံးတော့သူ ဖြစ်ပါတယ်။မာနတ်ကတော့ခိုးမှာပဲ။ပြီးရင် तू ဟာတတ်ပြစ်မယ်။ကျွန်တော်တို့ရဲ့အိမ်မက်တွေကျွန်တော်တို့ရဲ့အနာဂတ်တွေကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကို तू ဖျက်ဆီးမယ်။ပြီးတဲ့အခါမှာအပယ်ငဲမှာပါ तू ကပျက်စီးဖို့ကြံ့စီမှာဖြစ်ပါတယ်။ဒါကြောင့်မို့မာနတ်ကခိုးဖို့တတ်ဖို့ဖျက်စီးပြစ်ဖို့ကြံ့စီနေတဲ့သူဖြစ်ပါတယ်။ဘုရားသခင်ကတော့တိဆောက်တော်သူ ဖြစ်တယ်။ဒါကြောင့်မို့သင်ကဘုရားသားသမီးဖြစ်ရင်ဘုရားသခင်ကတိဆောက်ခြင်းနဲ့မှာပါဝင်လိုက်ပါ။ စာရမဏေရဲ့အတုံးတော်ခံနေတယ်အသက်မရှင်ပါနဲ့ကျောင်းတမန်ကျမ်းစာထဲမှာနေဟမိတို့လက်ထက်မှာယေရုရှလင်မြို့ရိုးကို ပြန်ပြီးတော့တိဆောက်တဲ့ခါမှာမြို့ရိုးက ပြိုကျနေတဲ့ခါမှာနေဟမိကသူ့ရဲ့တိုင်းပြည်ကိုပြန်လာပြီးတော့မြို့ရိုးကိုတိဆောက်တယ်အဲ့ဒီလိုတိဆောက်တဲ့ခါမှာတပါးမျိုးသားတွေဖြစ်တဲ့တမ်ဘလက်တို့တောဘီတို့ဂေရှင်တို့ကအဲ့ဒီမြို့ရိုးတိဆောက်တဲ့အလုပ်ကိုမလုပ်စေချင်ဘူး သူတို့ကိုစိတ်သက်ကြအောင်သူတို့ကဲ့ရဲ့တယ်သူတို့ကိုအမျိုးမျိုးအပြစ်ရှာတယ်နောက်ဆုံးနေဟမီတို့မျိုးရိုးတိဆောက်တဲ့ခါမှာဖျက်ဆီးပြဖို့ထိပါသူတို့ကကြံစီပါတယ်ဖျက်ဆီးလို့မရတဲ့ခါမှာသူတို့ကမလုပ်လဲဆိုရင်တော့ချင်းချောက်တယ်နေဟမီတို့ကိုတို့ရတွင် နေဟမီက52ရက်နဲ့တဲ့မျိုးရိုးကိုပြီးစီအောင်လှုပ်ဆောင်နိုင်ခဲ့တယ်မျိုးရိုးကိုစောက်တဲ့ခါမှာလက်တစ်ဖက်နဲ့အလုပ်လုပ်တယ်လက်တစ်ဖက်ကတော့လက်နက်ကိုကင်ထားတယ် ်တစ်ဖက်ကလှုပ်ဆောင်တယ်တိဆောက်တယ်တစ်ဖက်ကတော့ရန်သူကိုခုခံမှုအတွက်တားဆီးဖို့အတွက်လှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်မို့နေဟမီတို့ကမြေယိုးတိဆောက်တဲ့လုပ်ငန်းကိုပဲဒီဇိုင်းမမတ်ဖျားသခင်ပေါ်မှာပဲယုံကြည်ခြင်းနဲ့သူတို့ကလှုပ်ဆောင်တဲ့အခါမှာ52ရက်ပဲကြာတယ်။နှစ်လနီးပါးနဲ့အဲ့ဒီမြေယိုးကပြီးစီးခဲ့ပါတယ်။ဖျားသခင်ကိုပဲအာုံဆိုင်ပြီးတော့ယုံကြည်ခြင်းနဲ့လှုပ်ဆောင်တဲ့အခါမှာမြေယိုးကလှင့်မြန်စွာနဲ့ပြီးစီးသွားခဲ့ပါတယ်။မာနကတော့ချိန်ချောက်ပါပဲ။မာနရဲ့အပေါင်းပါတွေကတော့ ဖြက်စီးမှာပဲဒီနေ့ကဘာကြီးမှာဖြက်စီးတော်သူနဲ့တိဆောက်တော်သူဆိုပြီးတော့လူနှမျိုးနှစားရှိပါတယ်မာနတ်ကတော့အမြဲတမ်းကျွန်တော်တို့ကိုဟောက်သောခြင်းတဲ့ကဲ့သို့ချိန်ချောင်းနေမှာပဲဖြစ်ပါတယ်ဒါပေမဲ့မာနတ်ချိန်ချောင်းတိုင်းသင်ကလိုက်ပြီးတော့စိုးရင်နေမယ်ကြောက်နေမယ်သင်ရဲ့အတ္တလည်းမဘာမှမလုပ်တော့ဘူးဆိုရင်တော့သင်ကတိဆောက်ခြင်းမှာပြီးစီးမှာမဟုတ်ပါဘူးဒါကြောင့်မို့ယုံကြည်ခြင်းနဲ့သာမာနတ်ကို တားဆီးလိုက်ပါမာနတ်ကိုတားဆီးဖို့တခုကတော့ယုံကြည်ခြင်းနဲ့တားဆီးဖို့ပဲ ကျွန်တော်လှုပ်ရမယ့်အလုပ်ကယုံကြည်ခြင်းမှာယက်တည်ဖို့ပဲဖြစ်ပါတယ်။ဘုရားသခင်ကိုယုံကြည်ပြီးတော့သင်ကမှန်တာကိုဆက်လုပ်လိုက်ပါ။ဘုရားသခင်နဲ့ဆက်သွွားလိုက်ပါ။ဘုရားသခင်ကကျွန်တော်ဘက်မှာအမြဲတမ်းရှိနေပါတယ်။ဒါကြောင့်မို့တခိုးကခိုးဖို့တတ်ဖို့ဖြည့်ဆည်းဖို့လာတယ်။ဒီလောကကြီးကိုပြည့်စည်ရပြည့်စည်ကြအောင်ကြံ့ဆောင်ပါလေ။မာနကဒါပေမဲ့ဘုရားသခင်ကတော့ငါမူကားတဲ့တိုးတို့ကိုအသက်လွတ်ရုံများမက အထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းကလာတည်းလို့ဖော်ပြပါတယ်။ ကျောင်းလူသားတိုင်းကို အပင်ငယ်မကြဘူးလောကခဏတာအသက်ရှင်တဲ့ခါမှလည်းဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းနဲ့ဖခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့အသက်ရှင်နိုင်ဖို့ဖခင်ကအလိုရှိတဲ့ဖခင်ရှင်ဖြစ်ပါတယ်။အကြောင်းမို့ချစ်တော်ညောရစီတိုင်းကျွန်တော်တို့ကဖြစ်စည်းတော်သူလားတိဆောက်တော်သူလားစာရမဏတ်ကတော့ဖြစ်စည်းရဖြစ်စည်းကြောင်းပဲကြံစီနေတဲ့သူဖြစ်ပါတယ်။ဖခင်သခင်ကတော့တိဆောက်တော်သူဖြစ်တယ်။ ကျွန်တော်တို့ရဲ့လူသားတွေကိုအပင်ငဲမကြဖို့အတွက်သူကမဆားတဲ့ဖျားရှင်ဖြစ်တယ်။နေ့စဉ်တက်တာထဲမှာလည်းဝမ်းမြောက်ခြင်းညီသက်ခြင်းနဲ့ကျွန်တော်ဘုရားတက်တာကိုလမ်းပြပို့ဆောင်မဲ့ဖျားရှင်ဖြစ်တယ်။နောက်တမလုံးမှာလည်းသာရကောင်းငင်မှာကျွန်တော်တို့နေရာကိုပြီးဆောက်ထားတဲ့ဖျားရှင်ဖြစ်ပါတယ်။အဲကြောင့်မို့ဘလို့ပဲကဲ့ရဲ့ခြင်းတွေဘလို့ပဲချင်းချောက်ခြင်းတွေဘလို့ပဲဖြက်စီးဖို့ကြံစီတဲ့သူတွေရှိနေစေကမို့ သင်နေကျွန်ုပ်ကတော့ဖရာသခင်ရဲ့တိဆောက်ခြင်းအမှုတော်မှာပါဝင်ပြီးတော့ဖရာသားသမီးပိသားစွာနဲ့ယုံကြည်ခြင်းနဲ့နေ့ရက်တိုင်းမှာဖရာသခင်ကိုအားကိုးပြီးတော့တိဆောက်တော်သူတွေဖြစ်စေဖို့ဝင်ကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ